မြို့တစ်မြို့မှာအဲရွာတရွာမှာဘုန်းကြီးသွားနေခဲ့တဲ့ကြောင်တကြောင်အဲ့ဒီကြောင်ကတခါကြီးကငကိုကဆင်းရဲလို့တဲ့နွားလဲမောင်းတယ်နွားလဲမောင်းတော့ကောက်ရိုးတွေလက်ပေါ်အပြစ်တင်ပြီးတော့မောင်းတော့တာနွားကြီးကလည်းအဲ့ဒီနေချာမှာခက်ခက်ခက်လုံနေတယ်မသွားဘူးတဲ့ရိုက်ချင်းတော့ရိုက်ရှစ်ကိုမရွေ့ဘူးနောက်ဆုံးတော့အဲ့ဒီနားမှာပဲဝှက်ချလိုက်တယ်တဲ့သွားသေးလားမသွားတော့ဘူးနွားလဲမောင်းတော့မှစိတ်တူပြီပေါ့လှဲ့ပေါ်ကခုံစင်းအမီးချိုး ဒါလည်းမလှုပ်ဘူးတဲ့ဒီလောက်တောင်ဝစ်ချင်တဲ့နွားအပီးဝစ်စင်ရမယ်ဆိုပြီးတော့တခါတည်းစိတ်ဆိုးဆိုးနဲ့လှဲ့ပေါ်ပါတဲ့ကောက်ရိုးတွေကိုကြိုးလို့ကြစ်လိမ့်ကြစ်လိမ့်ကြစ်ပြီးတော့အဲ့နွားနဲ့လှဲ့နဲ့ကတ်တုတ်ပြီးတော့မှအရှင်လက်လက်မီးရှို့ချလိုက်တာမီးရှို့ချလိုက်တော့ကောက်ရိုးကတဆင့်နွားကြီးမီးလောင်အဲ့လောင်တော့မှယုံထားတော့ထားလို့ရသေးလားကြိုးတွေနဲ့ကတ်တုတ်ထားတော့ထားလို့ကိုမရအောင်အတော်လေးလောင်ပြီးမှကြိုးတွေလည်းပြတ်တဲ့ဟာပြတ်ကုန်အဲ့ကျမှယုံထားអော်လိုက်တာလည်းမပြောနဲ့ ယုံထပ်ပြီးတော့ချက်ချင်းဘုံကနေပြစ်လဲဆက်ငယ်ဆက်ငယ်နဲ့ပေးသွားအောင်အဲ့ဒီအကုသို့လောက်ခဲ့တယ်နောက်တော့စီးပွားရေးလေးပြစ်လဲတော့ចောင်းဆောက်တယ်သူ့တေကနီးတော့သူ့ចောင်းကဘုံကြီးကသူ့ရှိသွားတယ်ပြေးရုပ်ပေးတယ်တရားဟောပေးတယ်ဒကာကြီးဆောက်ထားတဲ့ចောင်းကြီးကနဲတိုင်းမဟုတ်ဘူးเนาะအဲ့ဒါကြီးအာယုံပြူဆိုတော့အဲ့ဒကာကြီးကပြောတဲ့အရှင်ဘုရားတို့စကားပြောနေရင်တပည့်တော်ចောင်းကြီးပေါ်တယ်ဗျာတဲ့ရှင်ဘုရားတို့အတန်ရက်သွားတာနဲ့နှွားကြီးမီးလောင်နေတာပဲတပည့်တော်မြင်တော့တယ်တဲ့ ဲ့ဘုန်းကြီးဘာပြောကျင်တာလဲဆိုရင်စိတ်ထဲမှာစွဲလောက်တဲ့အာကုသို့မလောက်ဖြစ်အောင်တတိထားပါလို့နော်စွဲလောက်တဲ့အာကုသို့ကဖြောက်ရမခက်ဘူးလားခက်လားနိနိနာနာသူတစ်ပါးကိုလှုပ်ထားတဲ့အတွက်အဲ့ဒါကြီးကစွဲပြီးသေကန်ဒီဖက်ခနဲ့လဲဝင်လာရောမဖြောက်နိုင်တော့ထိတ်ခနဲ့ဆို तू ကပေါ်ထိတ်ခနဲ့တင်ရော तू ကပေါ်အဲ့ဒီအာယုန်နဲ့မြတ်သိရင်အသေးကောင်းပါအောင်မလားမကောင်းတော့ဘူးနော်ဒါကြောင့်စွဲလောက်တဲ့အာကုသို့မလုံမိအောင်တတိထားနော်ပုထုဇဉ်ဆိုတာအာကုသို့နဲ့ကင်းတော့မကင်းဘူး မင်းမင်းပြောက်ပြောက်အကုသိုလ်ဆိုရင်တော်သေးတာပေါ့ဆွဲနောက်တဲ့အကုသိုလ်ဆိုရင်အဖြောက်ရခက်တဲ့အတွက်သေကံဤမှာတစ်ချက်ပေါ်ရင်သွားပြီဒုက္ခကောင်းကောင်းပြေးရောနော်ကဲဒါဆိုရင်ကုသိုလ်ကြတော့ဘယ်နဲ့လောက်ဆွဲနောက်တဲ့ကုသိုလ်လောက်ပါတဲ့ဘာကုသိုလ်လဲ